အဲ့ဒီတော့ဘာသာမင်းသမီးကဒီရှင်တေဝလီကိုဘိုက်ထဲမှာခွန်တနစ်နဲ့ခွန်လလွယ်ရတယ်။သူတို့သားမီးနှစ်ယောက်ရဲ့ရှေးကအတိတ်ကတော့မိုင်မဲခဲ့တယ်။အပြုအမူကန်တရားရဲ့အကျိုးပေးချက်ကိုသူတို့ရတာပေါ့။အဲ့ဒီအကြောင်းအရာတော့အရှင်တို့မပြောတော့ပါဘူး။တမွေးဘွားကနေမှာခွန်ရက်လောက်တောင်မှမိမျောလိုက်တတိယလိုက်ဝိဒနာကိုအပြင်းအထန်အကြီးကြီးခံစားရတယ်ဒီတော့ဘာသာမင်းသမီးက။ ဘုရားရှင်ရဲ့တယ်ကောဒါမဲ့လို့သူကအရိယာသူတော်ရှင်ဖြစ်တဲ့အတွက်ကြောင့်ယေရှုဘုရားရဲ့ဂုံတရားတော်ရဲ့ဂုံတမန်တော်ရဲ့ဂုံကိုအာယုံပြုတ်ပြီးတော့သူခံစားရတဲ့ဝေဒနာကိုတတ်တာအောင်သူစဉ်းစားဆင်ခြင်မှုနဲ့ကြော်လွှမ်းနိုင်အောင်ကြိုးစားတယ်။အော်ယေရှုဘုရားဒီလိုဒုက္ခတွေကလွတ်ကင်းအောင်တော်ကောင်းတရားကိုဟောတာ။ယေရှုဘုရားကိုကြည်ညိုတဲ့စိတ်နဲ့ဒုက္ခကိုလျှော့ပါအောင်ကြိုးစားအထုတ်တယ်။တရားတော်မြတ်ဆိုတာကြည်ကြံပဲဆိုရင်ဒီဒုက္ခတွေက လွတ်ကင်းမှာသတ္တန်ကတော့ရှင်မြတ်တွေဟာဒီဒုက္ခတွေကိုလွတ်ကင်းအောင်သူတို့ကျင့်သုံးနေကြတာအဲ့ဒါလိုမျိုးသူစဉ်းစားပြီးတော့ဒီဝေဒနာကိုအနေထားတဲ့အနေထားတည်းဖြစ်အောင်သူကြိုးစားအဲ့ဒါနဲ့ဝေဒနာကြီးကြတဲ့အခါပဲသူရဲ့ခင်မွန်းတယ်ဖြစ်တဲ့ဩလိယမင်းသားကိုသူလွတ်တယ်မြတ်စွာဘုရားကြီးကိုလွတ်တယ်မြတ်စွာဘုရားကိုတွားပြီးတော့ရှောက်ထားကြည်ပါမင်းသမီးဟာအလွန်တရာမှဆင်းရဲပင်ပန်းပါတယ်ကောဒါပေမဲ့လို့မြတ်စွာဘုရားရှိတော်ကို ရှ िख ိုးလိုက်ပါတယ်ဆိုပြီးတော့တွတ်ပြီးတော့ရှောက်ချေပါမြတ်စွာဘုရားကိုရှ िख ိုးခိုင်းတာအဲ့ဒါနဲ့အဲ့ဒီမင်းသားတို့ရဲ့ခင်မောလေယောင်ကြားသွားပြီးတော့မြတ်စွာဘုရားကိုကြိုးချောင်းရှောက်ရှောက်တော့မြတ်စွာဘုရားကတုပ္ပဘောတမင်းသမီးချမ်းသာပါစေတည်းလို့မေတ္တာပြုပါအောင်အဲ့ဒီမေတ္တာပြုတဲ့ခဏမှာပဲချမ်းချမ်းသာသာတာယောက်ကြားနေမွေးဖွားတယ်မြတ်စွာဘုရားရဲ့တကောတော်လည်းအံ့ဩစရာအောင်အဲ့တော့ဘေးဖြစ်တဲ့ပုဂ္ဂိုလ်ကမြတ်စွာဘုရားဒီမှာဆိုတော့မတိသေးဘူး အဲ့ဒါနဲ့အိမ်ပြန်လာတဲ့အခါကျတော့တယောက်ကြလေးမွေးဒုက္ခတွေကနော်လုကင်းကင်းရသွားတယ်ပေါ့အဲ့ဒီမှာမြတ်စွာဘုရားကိုအတော့ကြီးညိုတဲ့အတွက်ကြောင့်တုပ္ပဝါဒမင်းကြီးကဖြတ်ပြီးတော့သူ့ရဲ့ခင်မောလင်ယောက်ျားကိုလှုပ်ပြန်တယ်ဘုရားမရှိတဲ့တန်ဃာတော်တွေကိုအိမ်ကိုခုနှစ်ရက်တည်းဆောက်ကတ်ချင်ပါတယ်ဒါကြောင့်တွားပြီးတော့ရှောက်ထားပေးပါဦးအဲ့ဒါနဲ့တစ်ခေါက်ပြန်ပြီးတော့သွားတယ်ဟိုရောက်တဲ့အခါကျတော့မြတ်စွာဘုရားကိုဆုံးသာပင်တော့မြတ်စွာဘုရားက ရှင်မမောက်ကလန်ကိုအမင်းရှိတယ်မမင်းရှိတော့ဆိုတော့ခြေသားမောက်ကလန်နဲ့မနေ့ပြန်မှာစွန်သားတင့်ထားတာတင့်ရဲ့တကားတွေကတင့်ထားတယ်အဲ့ဒီတကားတွေကိုသွားပြီးတော့ဖန်တောင်းကြီးတုပ်ပဝတာမင်းသမီးဟာအလွန်ဆင်းရဲဒုက္ခကနေကြီးမားတဲ့ဒုက္ခကနေတော့လွမြောက်တဲ့အတိတ်အမှတ်တွေနဲ့ခုနှစ်ရက်တည်းကဆုံးကတ်ခြင်းနဲ့ဒါကြောင့်ခုနှစ်ရက်ပြီမီမှာတင်းတို့ဆုံးကတ်ပါတော့ပြောကြည့်အရှင်စောဖျားကအရင်လက်ခံပြီးသားစွန်သားတင့်ထားတာကိုအဲ့လိုမျိုးကြည်လက်အောင်သွားပြောခိုင်းတာ အဲ့ဒါနဲ့ရှင်မဘဂလန်ကသူ့ရဲ့တကားတွေဆိုတော့ပြောတာပေါ့တကားကြီးသဘဝတမင်းသမီးကိုအရင်ဆုံးကပ်ပါစေပြီးမှသင်တို့ဆုံးကပ်ပါကျိုးအကြောင်းတော့ပြောတာပြောတဲ့အခါကျတော့အဲ့ဒီတကားကြီးကလည်းအစွမ်းစားရှိတယ်စားရှိတယ်လို့ဆိုကြပါစို့။မအောင်လဲဆိုတော့အရှင်ဘုရားတဲ့တပည့်တော်ရဲ့အသက်ရဲ့တပည့်တော်ရဲ့စီးစိမ်ဥစ္စာရဲ့တပည့်တော်ရဲ့ယုံကြည်မှုတတ်တာတရားရဲ့ဒီသုံးခုကိုခုနှစ်ရက်အတွင်းမပြည့်စည်ပါဘူးလို့အမှတ်ခံနိုင်မယ်ဆိုရင်အရှင်ဘုရား အဲ့ဒီကိုဆွမ်းနာပေးလိုက်ပါတယ်သိလားသူ့ရဲ့အသက်ရဲ့သူ့ရဲ့ရှိရင်ဥစ္စာရဲ့သူ့ရဲ့ယုံကြည်မှုတတ်တာတရားရဲ့ဒီသုံးချက်ကိုခုနှစ်ရက်တွင်မပြည့်စည်ပါစေဘူးလို့ရှင်ဘုရားအမခန္ဓာရဲ့ခုနှစ်ပြီးပြီမှာဒီလိုလိုဆွမ်းကပ်ပါမယ်တဲ့အဲ့လိုပြောတဲ့အခါကျတော့ရှင်မောင်မောက်ကလည်းတခါကြီးတဲ့တင့်ရဲ့အသက်ရဲ့တင့်ရဲ့စည်းစိမ်ဥစ္စာရဲ့ခုနှစ်ရက်တွင်မပြည့်စည်စေရဘူးလို့ငါအမခန္ဓာရဲ့ဒါပေမဲ့တင့်ရဲ့တရားတရားကိုတော့တင်ကိုယ်တိုင်မပြည့်စည်အောင်ဆောင်ရှောက်ပါတဲ့ ကျဉ်းကပါလာတဲ့အဖြစ်ရဲ့တွေကအလွန်မှန်သားစရာကောင်းတယ်ပေါ့နိ။ဒိဗေကပါပြောတာတော့အသက်ကိုဥစ္စာဖြစ်စီကိုမပြည့်စည်အောင်ဆောင်းဆောင်းရတာတဲ့တရားတရားကိုမပြည့်စည်အောင်ဆောင်းဆောင်းရတာပုခတိဆိုတဲ့အဓိပ္ပာယ်ရောက်မနေဘူးလား။ဆရာကြီးနော်။အဲ့လိုပြောတဲ့အခါကျတော့အဲ့ဒီကရရတဲ့သဘောကျတယ်။ဟုတ်တယ်အဲ့ဒါတော့မကိုယ်တိုင်ပဲဆောင်းစည်းမှဆောင်းဆောင်းမှပဲရမယ်ပေါ့နော်။အဲ့ဒါနဲ့သူခွန်ပေးတယ်။ခွန်ပေးတဲ့အခါကျတော့အဲ့ဒါမြတ်စွာဘုရားမူရှိတဲ့တန်ခါတော်တွေ သူ့ဘာဝတာမင်းသမီးရဲ့အိမ်ကို9ရက်တည်းတည်းဆုံးဝေးကြွတာအဲ့ဒီလိုမျိုးဆုံးသာကြွတဲ့အခါကျတော့ဒီတိဝတိနော်ခုနှစ်ရက်သားလေးဖြစ်နေပြီလို့ဆိုကြပါဆိုစမ်းကျင်မှုပေါ့နော်လောကကြီးရဲ့စမ်းကျင်မှုပေါ့တတ်သူစကားတွေပါတွေလက်တက်နေပြီပြောတတ်နေပြီဘယ်သူနဲ့စကားပြောတာတုံးဆိုတော့ဦးဇင်းတို့ရှင်သာတိပုတ္တရာနဲ့စကားပြောတာအဲ့ဒါရှင်သာတိပုတ္တရာကမေးတာအောင်ဘယ်နဲ့တော့ချမ်းချမ်းသာသာရှိရလား တော့ဒီကလေးကဘာပြောတော့ဆိုတော့ခုနှစ်နှစ်နဲ့ခုနှစ်လတည်းတူအိုင်ထဲမှာနေခဲ့ရတာဘယ်လိုလုပ်ချမ်းသာနိုင်မလို့ဖေဟာအဲ့တိုင်းရှောက်အဲ့လိုမျိုးအခြေချစကားပြောတာကိုမဲတော်ဖြစ်တဲ့တုတ်ပါဝတာမင်းသမီးကမြင်တယ်မြင်တဲ့အခါကျတော့အယံကြည်လို့တယ်ပေါ့သူစိတ်ထဲမှာကြည်စံငါရတာတရားစစ်သူကြီးရှင်သာရိပုတ္တရာနဲ့ပြိုင်ပြီးတော့စကားဆွနိုင်တယ်အလွန်ပီတိဖြစ်တယ် အကြည့်ပေါ်ချမ်းသာတဲ့သာသမီကိုမြင်ရတော့ပြပါတယ်ရဲ့မုရိတာသဘောကတော့ဒါအတိတ်ထဲတော့ဖြစ်မှာပေါ့နော်အဲ့လိုမျိုးပီတိတွေဖြစ်ပြီးတော့တာယာမှုတွေဖြစ်နေတာကိုဘုရားသိတော့ဆိုတော့မြတ်စွာဘုရားသိတယ်သိတဲ့အခါကျတော့အဲ့ဒီတုပ္ပမတာကိုမြတ်စွာဘုရားဗာမင်းရှိတော့ဆိုတော့ခြေသမီးတုပ္ပမတာတဲ့ဒီလိုသားမျိုးကိုရမယ်ဆိုလို့ရှိရင်မင်းဘယ်နှယောက်တော့ရချင်းတော့စောစောကဝိတာခါကိုမေးလို့မျိုးမေးတာနော်သူကအရင်ကျင့်တတ်နေတာပေါ့ ဲ့တော့ဘာဝတာဘာပြောလို့ဆိုတော့ခုနှစ်ယောက်လောက်ရချင်းလေလို့ပြောရတယ်ကဲဆိုတော့ဒီမှာသူခုနှစ်နှစ်နဲ့ခုနှစ်လကိုဝါဆောင်ခဲ့ရတဲ့ဒုက္ခတွေကိုဘာဖြစ်သွားပြီးတော့မေ့သွားပြီးတော့ตายရစရာနဲ့တွေ့ထိုင်တဲ့ဒုက္ခတွေကိုတန်းပြီးတော့မေ့တာပဲအဲ့တော့ဘာဝတာမင်းသမီးကဘာဖြစ်သွားလဲကြောင့်ဒုက္ခတွေမေ့သွားပြီးဟုတ်လားသူအရှင်ပြေတာကိုတွေ့ရတဲ့ခါကျအရှင်ပြေတာကိုမေ့သွားတယ်တကယ်တမ်းကဘဝမှာအရှင်ပြေတာနဲ့မပြေတာတွေကရောနေတာအရှင်ပြေတာကိုမစွန့်နိုင်ဘူးခင်ဗျာ အရှင်းမပြေတာကိုလည်းပဲသိမ့်ပိန်ထားရမှာဒါနားလည်ဖို့လိုတယ်အရှင်းပြေတော့ပြုံး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 နဲ့အရှင်းမပြေမှမဲ့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 ဒါသိမ့်သိမ့်ပဲမရှိဟုတ်လားအရှင်းမပြေတဲ့အချိန်မှာမဲ့ဖို့ကြံရင်ဩအရှင်းပြေတော့ငါအများကြီးပြုံးခဲ့တာပဲထေလိုက်ဖို့ကောင်းအောင်လေဟုတ်တယ်မို့လားတရားပေးတဲ့ဘောင်းတရားဘောင်းလို့တုပ်ပဝါဒရဲ့အဲ့ဒီအဖြေကိုမြတ်စွာဘုရားကဘလောက်ဓမ္မတန်ဝေကရမလဲဩအဲ့ဒီအချိန်မှာမြတ်စွာဘုရားကသောတနာဥစဉ်မပြောသေးဘူးဆိုတဲ့ကာထာလေးကိုဥဒန်းကျူတာ အလွန်ကောင်းပါတယ်ဒီကုဒံကာထာတွေအဲ့ဒါမကြမကြနဲ့ပြောဖြစ်တယ်အဲ့ဒီကုဒံကာထာတွေအာတာတံတတရူပေနပိယရူပေနအပိယဒုက္ခဒုက္ခတရူပေနပမတ္တမတိဝတ္တိတဲ့တူတူလေးကာထာလေးလေးပါဒအတိပဲအလွန်ကောင်းတယ်အတိပဲမပြောလို့ဆိုတော့အာတာတံတတရူပေနတာယာဘွယ်မဟုတ်တဲ့လောကကြီးကတာယာဘွယ်ရလိုလိုနေပမတ္တမတိဝတ္တိ မေးလျော့နေကြတဲ့တော်ဝါတွေကိုလွှမ်းမိုးဖြစည်းနှိပ်စက်ထားတယ်။သုံးချက်ပြောမှအဲ့ဒါတစ်ချက်။နော်ပါရဘွေရမဟုတ်တဲ့လောကကြီးကပါရဘွေရလိုလိုနေမေးနေကြတဲ့တော်ဝါတွေကိုလွှမ်းမိုးဖြစည်းထားတယ်။အတတံတတရူပိနပိယရူပိနအပိယံချစ်ခင်နှစ်သက်ဖွယ်ရမဟုတ်တဲ့လောကကြီးကချစ်ခင်နှစ်သက်ဖွယ်ရလိုလိုနေပမတ္တမတိဝတ္တိမေးလျော့နေကြတဲ့တတ္တဝါတွေကိုလွှမ်းမိုးဖြစည်းထားတယ်။ ဒုက္ခံဒုက္ခတလူပေနာဆင်းရဲတဲ့လောကကြီးကချမ်းသာလိုလိုနဲ့အမတ္တမတိဝတ္တိမေ့လျော့နေကြတဲ့တတ္တဝါတွေကိုမမှုဖြစ်စေတာတဲ့ဒါတက္ကရာမတို့အရှင်တို့ကိုတတိပြောနေတဲ့စကားပဲဟုတ်လားတကယ်တကယ်လောကကြီးကတာယာပွဲမရှိဘူးဆိုတဲ့သဘောချစ်ခင်စရာမရှိဘူးဆိုတဲ့သဘောချမ်းသာဒုက္ခမရှိဘူးဆိုတဲ့သဘောကိုလည်းတခါတည်းအတိပေကတက်ရောက်ပြီးစားဟုတ်လားဒါမင်းကိုကမေ့နေမယ်ရှင်တော့အဲ့ဒီတာယာပဲမဟုတ်တဲ့လောကကြီးကပဲကိုယ့်စိတ်ထဲမှာတော့ဘလို့ဖြစ်နေကြမလဲ အာရဘောရာကြီးဖြစ်နေတယ်။အာယုံရဲ့သူ့ရဲ့စားမှုကိုကိုဟာအကြီးကျယ်ခံရတယ်။ဘာကြောင့်ခံရတာတော့ဆိုတော့အထက်ကကြတဲ့တော့ကြကြတဲ့စကလုံးကမတ္တာမတိဝတ္တိပဲ။မင်းနေလို့လွှမ်းမိုးဖြစ်ရာကိုခံရ